တနင်္ဂနွေသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တဲရော်ဟော်စတန်ဟောကြားပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်9လပိုင်းအတွက်ကြာလာတဲ့တဲရော်ကက်ကတော့ကျဲပွင့်ဘယင်မဆိုတဲ့တဲရော်ကက်ဖြစ်ပါတယ်เนาะကျဲပွင့်ဘယင်မအဲဒီမှာဘယင်မတစ်ပါးကကျဲပွင့်တစ်ခုရွှေကျဲပွင့်တစ်ခုကိုလက်နှစ်ဖက်နဲ့ပိုက်ပြီးတော့တေးတေးချာချာဒီကျဲပွင့်ကိုခေါင်းငုံပြီးတော့ဂယူးဆိုင်ကြည့်ရှုနေတယ်ပေါ့ ပလင်တစ်ခုပေါ်မှာထိုင်နေတယ်နောက်မှလည်းတိရွတ်တိခတ်ပန်းမွင့်နေတယ်ဗောနော်ပန်းဥရင်ရဲ့အလဲတစ်ခုမှာအဲတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီ9လပိုင်းဆိုတဲ့ကာလဒါကောင်းမွန်တဲ့ကာလတဲမှာပါပါတယ်9လပိုင်းဆိုတဲ့ကာလမှာအဲတနင်္ဂနွေသားသမီးတွေနဲ့ဒီ9လပိုင်းဆိုတဲ့ကာလမှာလုပ်ငန်းတွေတိုးတက်နိုင်တယ်ဝေကြီးကိစ္စတွေစီးပွားရေးကိစ္စတွေအထူးအဆင်ပြေအောင်နေနိုင်တယ်ဝေကြီးနဲ့ပတ်သက်တာတွေ တော့အိမ်အောင်ရှိခဲ့သူတွေအနေနဲ့ဆိုရင်သာသမိယတနာထုံးကားတတ်တယ်ငယ်ဝယ်တဲ့သူတွေအိမ်အောင်တွေအနေနဲ့ဆိုရင်ဒီကက်ကဲတိတ်ပေဟာသာသမိယတနာထုံးကားတတ်တယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ယင်းနှိမ့်နံမှုတွေပြုလုပ်ရတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးအမြတ်တွေခံစားရတဲ့အဲ့တော့ဘဝရဲ့အဆင့်တန်းမြင်မာခြင်းလုပ်ငန်းကိုင်ကန်းတွေအဆင်ပြေအောင်မြင်လာမယ်ဆိုတဲ့အထိပ္ပယ်ကိုဆောင်ပါတယ်အဲ့တော့ဂုံဒိက္ခာတွေတိုးတက်လာမယ်ဂုံသတင်းတွေတိုးတက်တတ်တယ်အဲ့တော့နေထိုင်မှုအဆင့်တန်းတွေ မြင့်တက်လာမယ်။အိုးအိမ်ကိစ္စတွေနေရာထိုင်ခင်းကိစ္စတွေအထူးအဆင်ပြေအောင်မြင်နိုင်တယ်။နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေနော်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့လို့ရတယ်။အဆက်အသွယ်အကူအညီထောက်ပံ့ကောင်းတွေရရှိနိုင်ပါတယ်။အဲ့တော့ဒီချိန်ကာမျိုးမှာအလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်။လုပ်ငန်းပြောင်းတာတို့လုပ်ငန်းတိုးချဲ့တာတို့လုပ်ငန်းအသစ်စတင်တာတို့အထူးကောင်းပါပါတယ် အဲ့တော့ဆိုင်ငန်းအစ်စ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေကျုံတွေ့ရတဲ့တည်းဆုံးပြီလို့ထင်ထားတဲ့ငွေကြီးတွေရုတ်တရက်ပြန်ရလာတဲ့တည်းအဲ့တော့ရုတ်တရက်အမွေရသလိုထိပေါက်သလိုမျိုးငွေတွေလည်းအထုပ်ထည်နဲ့ဝင်ခင်းရှိပါတယ်အဲ့တော့ကျမ်းပါရေးညံ့နေတဲ့သူတွေဆိုရင်လည်းကျမ်းပါရေးနဲ့ပတ်သက်ပြီးတော့ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းတွေနဲ့တွေ့ရမယ်เนาะကိုဖြစ်ပေါ်နေတဲ့ကျမ်းပါရေးကအများဆုံးပဲ တတ်တာပျောက်ကင်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဓိကရဲ့အဓိပ္ပာယ်ကဘဝရဲ့လုံခြုံမှုဘဝရဲ့အဆင့်တန်းမြင့်မားခြင်းเนาะမိမိရဲ့အကြံစီအောင်မြင်ခြင်းမိမိရည်ရွယ်ထားတဲ့လုပ်ငန်းတွေအဆင်ပြေခြင်းအဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအင်တာဗျူးကိစ္စတွေလည်းအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကံတွေစမ်းပွင့်တာမျိုးတွေအခြေရေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေရင်လည်းအခြေရေးကိစ္စတွေပြန်လည်ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်။ တော့၅လပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ဟာဘဝရဲ့အဆင့်တန်းမြင့်မားခြင်းဘဝရဲ့လုံခြုံခြင်းနော်ငွေကြေးကိစ္စတွေအထူးအဆင်ပြေအောင်မြင်ခြင်းအချင်းငါးကိစ္စတွေရင်းနှီးမြုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်လို့တွေ့ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ တနင်္လာသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်2025မေလအတွက်တနင်္လာသားသမီးတွေအတွက်9လပိုင်းအတွက်ဟောစတန် ဖြစ်ပါတယ်အခုကြည့်ရှုနေတဲ့တနင်္လာသားသမီးအားလုံးနဲ့ဆိုင်ပါတယ်တနင်္လာသားသမီးတွေကြလာတဲ့ဒီ9လပိုင်းအတွက်ကြလာတဲ့တဲတော်ကကတော့ခွက်ဖလားတလုံးဆိုတဲ့အိပ်ပဲဖြစ်ပါတယ်နော်ခွက်ဖလားနမိတ်ဖြစ်ပါတယ်နံပါတ်1ပေါ့နော်ခွက်ဖလားနံပါတ်1ဆိုတော့ ။အော်ဒီထဲမှာကွက်ပလာထဲမှာရှည်တွေကအပြင်ကိုရှန်ကြနေအောက်မှာလည်းကြာပန်းတွေကြာပွင့်နေနေပေါ့နော်။အဲ့ဒီမှာငိမ့်ချမ်းရေကိုပေါ်ဆောင်တဲ့ဂျိုးပြုံငတ်လေးတစ်ကောင်ကကောင်းငင်ရနေပြီပေါ့နော်။ပြန်ဆင်းလာတယ်ပေါ့အဲ့ခွက်ထဲ။ဟုတ်တနေ့လာသားသမီးတွေဒီကောင်းငင်ကနေဒါလက်တစ်ဖက်ထွက်လာတဲ့ခွက်ပေါ့ဗောနော် လက်တစ်ဖက်ထွက်လာပြီအဲ့ဒီလက်ပေါ်မှာခွက်ဖလားတစ်လုံးရှိတယ်အတိတ်ပဲကတော့အောက်မှာလဲရေကန်တွေရောကြာတယ်ရောတရင်းသာသားသမီးတွေနေနေရဒီ9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိတ်ပဲမျိုးဆောင်တယ်နော်အတိတ်ပဲကောက်အောင်မယ်ဆိုရင်တော့ဒီကက်အတိတ်ပဲကတော့တရင်းသာသားသမီးတွေအတွက်9လပိုင်းဆိုတဲ့ကာလမှာရေကန်အသင့်ကြာအသင့်ဆိုတဲ့အတိတ်ပဲဆောင်တယ်အဲ့တော့အဆင်မပြေမှုတွေဖြစ်နေရင်ပြန်လည်ပြီးတော့အဆင်ပြေလာမယ်စီးပွားရေးနဲ့ပတ်သက်တာတွေ ပြီးတော့အိမ်တွင်းအိမ်တော်ရေးကိစ္စတွေအရင်တော့မိမိနဲ့မတည့်တဲ့သူတွေရှိခဲ့ရင်လည်းဒီချိန်ကာလမျိုးမှာပြန်လဲပြီးတော့တင့်မြတ်သွားမယ်ပြန်လဲပြီးတော့တဲ့လာမယ်ဆိုတဲ့ပုံအဲ့တော့ဒီချိန်ကာလမျိုးမှာစိတ်ခံစားချက်ရေဆိုတဲ့အတိတ်ပဲရတာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အတိတ်ပဲပေါ့နော်အဲ့စိတ်ခံစားချက်နဲ့ပတ်သက်တာလေအဲ့ပြောချင်တာတော့စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်မိမိရဲ့အတွေးအကြံတွေကအမှန်ကန်လာမယ်ကိုယ့်ရဲ့အတွေးခေါ်တွေဥပမာကိုက အဲအလုတ်ထွက်မယ်အလုတ်ပြောင်းမယ်လို့စဉ်းစားထားရင်ရေတနည်းထွက်လိုက်အလုတ်ပြောင်းလိုက်ကိုကဒီအလုတ်တစ်ခုကိုအလုတ်မယ်လို့စဉ်းစားထားတယ်ဆိုရင်လုတ်ဖြစ်အောင်လုပ်လိုက်အဲ့ဒီဟာကအစင်ပြေသွားမယ်မှန်ကန်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်ပါတယ်အဲ့တော့ကိုယ့်ရဲ့အတွေးခေါ်အတွေးကြံနေရဆိုမှန်ကန်လာမယ်နော်စိတ်ကူးသည့်အကြံစီသည့်အကြံဉာဏ်သည့်တွေပေါ်ပေါက်တက်တယ်လုပ်ငန်းသည့်တွေစတင်ရတတ်တယ်အဲ့တော့ဒီချိန်ကမျိုးမှာ ပြင်းလာသားသမီးအနေနဲ့ဟာလုပ်ငန်းကင်ကန်းနေတိုးချဲ့လို့ရတယ်အဲ့တော့ပျော်ရွှင်မှုရရှိမယ်ဆိုတဲ့အဓိပ္ပာယ်ပျော်ရွှင်ရမယ်ဝမ်းသာရမယ်နော်ကိုယ့်အကြံစီတွေပြည့်စုံမယ်နော်ပြည့်စုံကြွယ်ဝမှုကိုစားပြုတယ်ထင်းစုကြီးပေါက်တယ်ငါးလပိုင်းဆိုတဲ့ကောင်မှာထီပေါက်တယ်လို့မျိုးမွေရတယ်လို့မျိုးငွေထုတ်တယ်ဝင်တတ်တယ်နော်ကိုယ့်ရဲ့အလိုရင်းဆန္ဒတွေပြည့်ဝမယ်ကိုရင်းပြီးမြုပ်နေထားတဲ့ကုန်ပစ္စည်းတွေရောင်းဝယ်တွေမှာမျက်စွန်းတွေရရှိမယ် ကျက်တည်မင်္ဂလာနဲ့ပြည့်စုံမယ်အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အလှပရေးရအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်ပါအောင်မြင်နိုင်တယ်ဖြူရဲပစ္စည်းတွေဖိုးရံပစ္စည်းတွေဆက်ပစ္စည်းတွေအသက်ဝန်ကင်းရှိပါတယ်အဲ့တော့ကုန်ပစ္စည်းတွေလည်းအယောင်းဝယ်တွေကောင်းလာမယ်အဲ့တော့တရင်းလာသားသူကျွန်တော်မိတ်ဆွေများအားလုံးကျန်းမာချမ်းသာကြပါစေ အင်္ဂါသာသီမိတ်ဆွေများလုံးမင်္ဂလာပါအင်္ဂါသာသီတွေအတွက်ကို2025ခုမေလတလစာတဲတော့ဟောစကန်ကြည့်ပြီးမှဖြစ်ပါတယ်အင်္ဂါသာသီတွေအတွက်9လပိုင်းအတွက်ဒီခုလာမဲ့မေလပေါ့နော်အဲ့တော့အင်္ဂါသာသီတွေအတွက်ကအခုကြည့်ရှုနေတဲ့အင်္ဂါသာသီအလုံးအတွက်ကိုဒိဋ္ဌံပြုပြီးတော့တဲတော့တစ်ချက်ဆွဲတဲ့အခါမှာကျဲပွင့်9ပွင့်ဆိုတဲ့ကတ်ဖြစ်ပါတယ်အင်္ဂါသာသီတွေကြလာတဲ့ကတ်ကကျဲပွင့်9ပွင့်မျိုးသမီးတယောက်ကပန်းချံဥယျာဉ်အလယ်မှာမတည့်ရနေတယ် ော့သူလက်ပေါ်မှာကျင်းငတ်လေးတကောင်နားနေတယ်ဘေးမှာလည်းစပြစ်သီးတွေအသီးနှံတွေပေါ့နော်အသီးအပွင့်တွေအသီးနှံတွေနဲ့ဝေစာနေတဲ့ဥယျာဉ်တစ်ခုနော်ဖြစ်ထွန်းအောင်မြင်ခြင်းအသီးနှံတွေရဲ့ဒိဗေရတော့ဒါကိုယ့်ရဲ့စီးပွားရေးကိုယ့်လုပ်ငန်းတွေအောင်မြင်ခြင်းနော်အကျိုးအမြတ်တွေရရှိခံစားရခြင်းဆိုတဲ့ဒိဗေကိုဆောင်ပါတယ်အဲ့တော့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့လူကုန်တဲ့အမျိုးသမီးတယောက်ရဲ့ပုံပေါ့နော်ဂုံ တရေရှိဂုံကြက်တရေတင့်တယ်တဲ့အမျိုးသမီးတယောက်ရဲ့နမိတ်ပုံဖြစ်ပါတယ်အဲ့တော့ဒီကဲ့အတိတ်ပဲကတော့မိမိရဲ့လုပ်ငန်းတွေကအကျိုးမြတ်တွေကိုရရှိခံစားရမယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထူးကောင်းတယ်စိုက်ပျိုးရေးကိစ္စတွေမွေးမြူရေးကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်တတ်တယ်ကိုယ်စိုက်ထားတဲ့အသီးနှံတွေအထွက်တိုးအောင်မြင်မယ်ဟိုမှာဈေးကောင်းရမယ်ကိုယ်ရင်းနှီးထားတဲ့လုပ်ငန်းတွေကနေပြီးတော့အကျိုးမြတ်တွေခံစားရမယ်ရင်းနှီးမြှုပ်နှံမှုတွေကနေအထူး အဆင်ပြေအောင်မင်လာမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်။အဲ့တော့ဥစ္စာဒနာအင်အားကောင်းခြင်းเนาะဥစ္စာဒနာတိုးတက်ခြင်းကိုယူရထားတဲ့ရွှေတဲ့ပစ္စည်းတွေအကိုရံပစ္စည်းတွေဝင်လာမယ်။ဂျာရူးတိုးတာလာတာတိုးတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အထက်အကြီးကဲတွေကုညီမစားမှုရတတ်တယ်။ဂျာရူးတိုးတာလာတာတိုးတာမျိုးတွေကြုံတွေ့ရမယ်။ ရှေ့ရေးမှာလည်းကိုယ်အနေနဲ့အလားအလာကောင်းလာမယ်ဆိုတဲ့ပုံအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အလားအလာတွေကောင်းလာမယ်အဆက်အသွယ်တွေအကူအညီတွေရလာမယ်အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်အခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တက်တယ်အဲ့တော့အလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေအထူးအဆင်ပြေအောင်နိုင်တယ်အဲ့တော့ဂုံချက်တွေတိုးတက်ခြင်းဆိုတဲ့အတိတ်ပဲနမိတ်ပုံဖြစ်ပါတယ်အဲ့တော့မိမိနေနဲ့ကိုပြောတဲ့စကားတွေအထူးအောင်မြင်လာမယ်ကိုယ့်ရဲ့ဖုန်းတစ်ခုကိုယ့်ရဲ့ဩဇာအာဏာတွေတိုးတက်အောင်မြင်လာမယ် လုပ်ငန်းအစ်စ်တွေအောင်မြင်တတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်ကိုလှုပ်ထားတဲ့လုပ်ငန်းတွေပြီးတော့အကျိုးကျေးဇူးတွေခံစားရတတ်တယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေလည်းအကျိုးကျေးဇူးခံစားရတယ်ရုပ်တည့်ရဲ့ငွေတွေလည်းအထောက်အထက်နဲ့ဝင်လာတတ်တယ်အဲ့တော့မြေကိစ္စတွေနေရာတိုင်းကိစ္စတွေအယောင်းဝကိစ္စတွေပေါ်ပေါက်တတ်တယ်ဥပမာမြေဝင်တာမျိုးတွေ အိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်မြေကိစ္စအိမ်ကိစ္စနဲ့ပတ်သက်ပြီးစာချုပ်စာတမ်းတွေပြုလုပ်ရတတ်တယ်အဲ့တော့ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကိုယ်တော်တော်လောင်ထားတဲ့ကုန်ပစ္စည်းတွေဈေးကောင်းရတာမျိုးတွေဈေးတက်တာမျိုးတွေကြုံတွေ့ရတတ်တယ်ကိုယ့်ရဲ့ဒီလုပ်ငန်းအနေနဲ့ပြီးတော့အကျိုးအမြတ်တွေဖြစ်ထွားအောင်မလာမယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့ကလည်းကုန်ကြက်တွေတိုးတက်ခြင်းဩသာအာဏာကြီးမားခြင်းလုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းဆိုတဲ့အသေးပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးများအားလုံး စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ဘုရူသာသီမိတ်ဆွေများလုံးမင်္ဂလာပါဘုရူသာသီတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်တလစာတဲရော်ဟော်စတန်ဟောကြားပေးမှာဖြစ်ပါတယ်။ရဘူဒူသားသူတွေကြလာတဲ့တရုတ်ကက်ကတော့ဒီမှာခွတ်သူရဲကောင်းဆိုတဲ့ကက်ဖြစ်ပါတယ်ငါးလပိုင်းမှာကြလာတဲ့တရုတ်နမိတ်ပေါ့နော်ခွတ်သူရဲကောင်းသူရဲကောင်းတယောက်ကဒီမှာမြေချောင်းတစ်ခုကိုဖြတ်ကူးကိုအာယူနေတဲ့ပုံ နော်လက်ထဲမှာလည်းခွက်ပလားတစ်ခုကင်ထားတယ်အဲ့ဒီခွက်ပလားရဲ့အဓိပ္ပာယ်ကတော့အောင်မြင်မှုနဲ့ပတ်သက်တဲ့ခွက်ပလားပေါ့နော်အောင်မြင်ခြင်းတွေနဲ့ပတ်သက်တဲ့အလိုဆန္ဒတွေနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီခွက်ပလားရဲ့အဓိပ္ပာယ်ကတော့အဲ့လိုစိတ်အေးလက်အေးနဲ့ဒါဖြတ်တန်းလာတဲ့ပုံအဲ့တော့သူဒီသူရဲ့ကောင်းတဲ့ခန္ဓာကိုယ်မှာလည်းငါးရုပ်လေးတွေရှိတယ်နော်နောက်ရေကိုပူစားပြုတယ်မြေချောင်းလေးတစ်ခုစီးဆင်းနေတယ်ပုံနော်အချိန်ကာလအားဖြင့် အဲ့ဒီချိန်ကပြောမှာဗုဒ္ဓဘုရားသမီးအနေနဲ့ဟာကောင်းမွန်တဲ့အချိန်ကာလတခုကိုရောက်ရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်၅လပိုင်းဆိုတဲ့ကာလမှာအဲ့တော့စိတ်ကူးစိတ်တန်းအစ်စ်အကြံဉာဏ်အစ်စ်တွေပေါ်ပေါက်တက်တယ်ရေကြားမြေကြားကိုခရီးထွက်ကြတယ်ခရီးသွားတယ်အဲ့ခရီးတွေကလည်းကောင်းသောခရီးဖြစ်မယ်ဥပမာအလှူတန်းနဲ့ပတ်သက်တဲ့ခရီးမျိုးတွေအလှူတန်းနဲ့ပတ်သက်တဲ့ခရီးမျိုးတွေမင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခရီးမျိုးတွေအဲ့တော့စိတ်ချမ်းသာမယ်ခရီးတွေ ပျော်ရွှင်ရမယ့်ခီးမျိုးတွေသွားရတဲ့အဲ့တော့ရဝေးကနေပြီးတော့လေသတင်းကောင်းတွေကြားရတဲ့သတင်းစကားတွေကြားရတဲ့အဲ့တော့အလောက်ကိုင်ခွင်လန်းနေရရှိတဲ့အဲ့တော့ငယ်ဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမြစ်တာရေးကိစ္စတွေမှာစမ်းပွင့်လက်နာပွင့်တတ်တယ်အကြံဉာဏ်ကောင်းတွေရတတ်တယ်အကြံစီကောင်းတွေရတတ်တယ်ကိုယ့်ရဲ့ကိုယ်ခေါ်ထားတဲ့အကြံစီတိုင်းကိုယ်စိတ်ကူးစိတ်တန်တိုင်းလောက်ကိုင်ဆောင်ရွက်မယ်ဆိုရင်အထူးအစင်ပြေအောင်မြင်မယ်ဆိုတဲ့အသေးပဲဖြစ်ပါတယ် အဲ့တော့ပျော်ပွဲရှင်ပွဲတွေတွားရတဲ့ပွဲလန်းသပင်အခမ်းအနားတွေတက်ရောက်ရတဲ့နော်ဒီချိန်ကမျိုးမှာကိုယ်အနေနဲ့ကိုပြောတဲ့စကားတွေအောင်မြင်လာမယ်ကိုယ်အလူများယုံကြည်လာမယ်လေးစားလာမယ်လက်ခံလာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ကုံတွယ်မှုကိစ္စတွေရင်းနှီးမြုပ်နှံမှုကိစ္စတွေအယောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်ပါလိမ့်မယ်အလားအပါရေးရာကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မှာလိမ့်မယ် တော့ဒီချိန်ကမျိုးမှာအလောက်ကင်အခွင့်လန်းကောင်းနေပေါ်ပေါက်လာမယ်မိမိနေတဲ့ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုနဲ့အင်မတန်ပါပဲနီးကပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အောင်မြင်မှုတွေရရှိလာမယ်အလောက်ကင်နဲ့ပတ်သက်တာတွေနော်ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေဟာလည်းတိုးတက်အောင်မြင်လာမယ်ဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာကိုယ်လုပ်နေတဲ့ကိစ္စတွေစားတဲ့တပူအင်တရာတိုက်တိုးလုံးတင်နေအဲ့တော့ဒီချိန်ကမျိုးမှာကျမ်းပါရင်ညံ့နေတဲ့သူတွေဆိုရင်လည်းစေကောင်းဝါကောင်း ဆရာသမားကောင်းတွေတွေ့တဲ့တဲ့အဲ့တော့ကာလကြာရှည်ဖြစ်ပေါ်နေတဲ့ကျန်းမာရေးတွေလည်းတက်တာပျောက်ကင်းလာမယ်နော်အဲ့တော့ဒီချိန်ခါမျိုးမှာကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့လို့ရတယ်လုပ်ငန်းတစ်တွေစတင်လို့ရတယ်နော်လူအများရဲ့လေးစားချစ်ခင်မှုတွေကိုရရှိလာမယ်အဲ့တော့ငားလာပိုင်းဆိုတဲ့ကာလမှာကိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်လုပ်ငန်းတွေအရှိန်ဟုန်နဲ့တိုးချဲ့လို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဘေးမျိုးမျိုးကနေ ကျတာပရိသတ်သမီးဆွေများလုံးမင်္ဂလာပါကျတာပရိသတ်သမီးတွေအတွက်ကို2025ခုမေလ9လပိုင်းတလစာတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်အဲကျတာပရိသတ်သမီးတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြလာတဲ့တဲတော်ကက်ကတော့ဒုံချောင်းနှချောင်းဆိုတဲ့အကက်ဖြစ်ပါတယ်တဲတော်ကက်ကျတာပရိသတ်သမီးတွေအတွက်ဒီတလတာပေါ့နော်မေလ9လပိုင်းဆိုတဲ့ကာလအဲဒီကက်ရဲ့အဓိပ္ပာယ်ကတော့လူတယောက်ကတော့လက်ထဲမှာကဘာလုံးလေးတစ်ခုကိုကင်ထားတယ်နော် တုံချောင်းတစ်ချောင်းကလည်းမဟုတ်ဘူးတံံမျိုးရှိနေတယ်တချောင်းကိုကင်ထားတယ်အဲ့တုံချောင်းနဲ့မှလည်းအရွက်အခက်အညွန့်အခက်တွေထွက်နေတယ်ပေါ့အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ကတော့ခยีဝင်းနဲ့ပတ်သက်တဲ့ကိစ္စတွေခยีထွက်ကြတာမျိုးတွေခยีသွားတာမျိုးတွေကြုံတွေ့ရတဲ့တွေရေချားမြေချားကိစ္စတွေနိုင်ငံရေချားခยีနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတ်တယ် တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းပို့ပြီးတော့ကျေပြလာမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်အလုပ်ငန်းအစ်စ်တွေစတင်ရတဲ့လုပ်ငန်းအစ်စ်တွေအကြံဉာဏ်အစ်စ်တွေအကြံစီအစ်စ်တွေပေါ်ပေါက်လာတဲ့တည်းနောက်တစ်ချက်အဆက်အသွယ်အစ်စ်တွေအကူအညီထောက်ပံ့အစ်စ်တွေရရှိလာတဲ့တည်းအဆက်အသွယ်အစ်စ်တွေဟိုမှာဖောက်တဲ့အစ်စ်တွေရရှိလာတဲ့တည်းနော်အဲ့တော့ဒီချိန်ကာလမှာလုပ်ငန်းတွေကပို့ပြီးတော့ကျေပြလာမယ်နော် အဲ့တော့မင်္ဂလာရှိတဲ့ခရီးမျိုးတွေအလှူတန်းတဲ့ပတ်သက်တဲ့ခရီးမျိုးတွေဝမ်းသာမဲ့ပျော်ရွှင်ရမဲ့ခရီးမျိုးတွေကိုထွက်ကားတဲ့တွေသွားရတဲ့အဲ့တော့ဒီချိန်ခါမျိုးမှာစတာပရိသသမီးတွေအနေနဲ့ကလည်းရင်မှန်းချက်ရည်ရွယ်ချက်တွေအဆင်ပြေလာမယ်အောင်မြင်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရုပ်တရအမွေရသလိုမျိုးထိပေါက်သလိုမျိုးငွေတွေအလောင်းကြီးနဲ့ဝင်လာတတ်တယ်လုပ်ငန်းတွေတိုးတက်အောင်မြင်လာမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့စက်ပစ္စည်းအသက်ဝင်တတ်တယ်စက်ပစ္စည်းတွေဝင်ငင်းရှိတယ်နော် ဒီချိန်ကမျိုးမှာကိုကအရင်တော့ကိုယ့်အပေါ်ကျေးဇူးရှိတဲ့သူတွေကိုကိုကပြန်ပြီးတော့ကျေးဇူးဆက်ခွင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့ဒီလူကဒီလူတယောက်ကအဝေးကိုမျောကျင့်နေတဲ့ပုံပေါ့နော်။ရှေ့ကိုကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့စီးပွားရေးတွေရှေ့ကိုအလားလာတွေပို့ပြီးတော့ကောင်းလာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဲ့တော့အဆက်အသွယ်တစ်တည်းရရှိခြင်း၊ဂျာရူးတိုးတက်ခြင်း၊လာသာတိုးခြင်းနော်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုကိစ္စတွေအထူးအဆင်ပြေအောင်နေမယ်အဲ့တော့စုံးမီလို့ထင်ထားတဲ့ငွေတွေမရတော့လို့ထင်ထားတဲ့ငွေတွေရလာတတ်တယ်ဝင်လာတတ်တယ်နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင်ဒီချိန်ကာလမျိုးမှာ အကျိုးကျေးဇူးတွေခံစားရမယ်လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေစိုင်ငန်းအစ်စ်ဖွင့်တာမျိုးတွေအိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ဆိုရင်လည်းအခြေရေးတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်အဲ့တော့ရက်ဝေးကနေကြတော့သတင်းစကားတွေကြားတတ်တယ်သတင်းကောင်းတွေကြားတတ်တယ်အဲ့တော့အထူးသဖြင့်ဒီကဲဒီကဲရဲ့အတိတ်ပဲတော့နိုင်ငံခြားခရီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အဝေးကနေပြီးတော့သတင်းကောင်းတွေကြားတတ်တယ် အဲ့တော့ကာလအကြာရှည်အဆက်အသွယ်ပြတ်နေတဲ့သူတွေရှိနေတယ်ဒီချိန်ကာလမှာအဆက်အသွယ်အစ်စ်တွေရလာတတ်တယ်တည်ငောင်းတွေကြားလာတတ်တယ်အဲ့တော့အဆက်အသွယ်အစ်ရခြင်းလုပ်ငန်းတွေကြီးမားကျယ်ပြန့်လာမယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေကြာသာဝိသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတလစာကေရဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ် တော့တောက်ကြသားမှုတွေအတွက်ဒီ9လပိုင်းဆိုတဲ့ကာလမှာကြလာတဲ့တဲရော့ကက်ကတော့ဒုတ်ချောင်း3ချောင်းဆိုတဲ့တဲရော့ကက်ဖြစ်ပါတယ်လူတယောက်ကအဝေးကိုမျောကြည့်နေတဲ့ပုံပေါ့နော်ဒုတ်ချောင်း3ချောင်းရဲ့ကြားမှာဒုတ်ချောင်းတစ်ချောင်းကိုကင်ထားတယ်ပေါ့အဲ့တော့ရှေ့မှာလည်းပင်လယ်ပြင်တစ်ခုရှိတယ်နော်အဲ့တော့ကောင်းငယ်တစ်ခုလုံးကလည်းအဝါရောင်လေးနဲ့ပြည့်နေနေတဲ့ပုံအဲ့တော့ဝိယုံအနီဝိချုံလွမ်းထားတဲ့လူတယောက်ရဲ့ပုံအဲ့တော့ဒီကအတိတ်ဝေကတော့ တောက်ကြသားသမီးတွေဒီကာလာမျိုးမှာ၅လပိုင်းဆိုတဲ့ကာလာမှာလုပ်ငန်းကြီးတွေပြုလုပ်ရတတ်တယ်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်အဆက်အသွယ်တစ်ဖောက်တဲ့တစ်တွေရရရှိတတ်တယ်နော်ရဝေးအဝေးခီးတွေနော်ရဝေးခီးတွေသွားရတတ်တယ်ဖျားဘူးခီးတို့နော်မင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားသွားရတတ်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ခီးမျိုးတွေသွားရတတ်တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တတ်တယ်အဆက်အသွယ်တစ်တွေရလာတတ်တယ်နော် အင်တာဗျူးကိစ္စစာမေးပွဲကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်ပညာရေးနဲ့ပတ်သက်ရင်လည်းအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ရေလန်းခရီးတွေသွားရတဲ့ဥပမာမြေချောင်းအင်းအိုင်နဲ့နီးတဲ့အရက်ဒေတာမျိုးတွေကိုခရီးထွက်ကြတဲ့ရေလန်းခရီးနဲ့ပတ်သက်တာတွေရေချောင်းခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်တတယ်နော်အစာဦးအစ်စ်တွေပိုင်ဆိုင်ရတဲ့အစာဦးအစ်စ်စောက်ရတာမျိုးတွေ အိမ်ပြင်ရတာမျိုးတွေအိမ်ဆောက်ရတာမျိုးတွေအစာအုပ်တို့ပြုပြင်မောမှန်ရတာမျိုးတွေဒီချိန်ကမျိုးမှာကြုံတွေ့ရတတ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်နေမယ်မိမိလိုချင်တဲ့ပစ္စည်းနော်ဈေးရတက်တက်တာနဲ့အဲဝယ်လို့ရရှိမယ်နော်ကိုယ်ဝယ်ထားတဲ့ပစ္စည်းကတူလောင်ထားတဲ့ကုန်ပစ္စည်းတွေအရဒီချိန်ကားမျိုးမှာဈေးကောင်းနေရရှိမယ်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်အဲ့တော့ဒီကရဲ့အထိပ္ပယ်ကတော့ဆွေမျိုးသားချင်းတွေကနေ မင်္ဂလာကိစ္စတွေပေါ်ပေါက်တက်တယ်မင်္ဂလာကိစ္စတွေအလူတန်းကိစ္စတွေပေါ်ပေါက်တက်တယ်ကို့အိမ်ကိုလည်းအဝေးရနေပြီးတော့ဧည့်သည်တွေပါတွေရောက်လာတက်တယ်နော်နောက်အိမ်ချမ်းမြင်တဲ့ပသက်တာတွေစာချုပ်စာတမ်းတွေပြုလုပ်ရတတ်တယ်စာချုပ်စာတမ်းကိစ္စတွေနောက်လက်မှတ်ရေးထိုးရတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့တောက်ကြသားသမီးတွေအနေနဲ့ကလည်းငယ်ရွယ်သူတွေအနေနဲ့ဆိုရင်ဒီချိန်ကာမျိုးမှာအခြေအနေနဲ့ပတ်သက်တာတွေ စမ်းပွင့်တာမျက်နှာပွင့်တာမျိုးတွေဂျုံတွေ့ရမယ်တည်ငောင်းတွေကြားရမယ်အဆင်မပြေတဲ့အခြေရေးတွေအဆင်မပြေတဲ့အိမ်တော်ရေးတွေရှိကြရင်လည်းဒီချိန်ကမျိုးမှာပြန်လဲပြီးတော့အဆင်ပြေလာမယ်ပြန်လဲပြီးတော့တင့်မြက်လာမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီ9လပိုင်းဆိုတဲ့ကာလမှာကျမ်းမာရေးအနေနဲ့ကလည်းထူးထူးဆိုးရင်ကြာမရှိဘူးဖြစ်ခဲ့ရင်လည်းအသေးမွားလောက်ပဲဖြစ်မယ်ဆေးကောင်းဝါးကောင်းတွေတွေ့မယ်ဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့ကိုဖြစ်ပေါ်နေတဲ့ကျမ်းမာရေးတွေလည်းအမြန်တက်တာပျောက်ကင်းသွားမှာဖြစ်ပါတယ် လုပ်ငန်းတွေတိုးချဲ့ရတဲ့လုပ်ငန်းအသစ်တွေနေရာအသစ်တွေပေါ်ပေါက်တဲ့အကြီးအကဲတွေရဲ့ကူညီမားစားမှုတွေကိုရရှိတတ်တယ်။အကျွန်တော်မိတ်ဆွေတောက်ကြတာသူများလုံးစိတ်ချမ်းသာခြင်းကိုကျမ်းပါခြင်းနဲ့ပြည့်စုံကြပါစေ။အဲတော့ဘေးမျိုးမျိုးကနေပြီးတော့ကင်းဝေးကြပါစေ။စနေသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါ။စနေသားသမီးတွေအတွက်ကို2025ခုမေလ9လပိုင်းအတွက်ကိုတဲတော်ဟောစတန်ဟောကြားပေးမှာဖြစ်ပါတယ်။ ်စနေသားသမီးတွေအတွက်ဒီ9လပိုင်း၄လဆိုတဲ့ကာလမှာကြလာတဲ့ကက်ကတော့ကျယ်ပွင့်၄ပွင့်ဆိုတဲ့ကက်ဖြစ်ပါတယ်စနေသားသမီးတွေအတွက်အဲ့တော့နောက်မှာမျိုးပြတစ်ခုနော်မျိုးကြီးတစ်ခုရှိတယ်အဲ့ရှိမှာလူကုန်တန်းတစ်ထွေးတယောက်နော်ထိုင်နေတဲ့ပုံ6ရောင်းနဲ့6ရောင်းမှာလဲကြဲပွင့်ပွင့်နင်းထားတယ်ခေါင်းပေါ်မှာလဲကြဲပွင့်ပွင့်ရှိတယ်လက်ထဲမှာလဲကြဲပွင့်ကိုကင်ထားတယ်အဲ့တော့ဒီကဲ့အတိတ်ပြောတာစီးပွားရေးသမားလုပ်ငန်းရှင်ကြီးတယောက်ရဲ့ပုံပေါ့နော်အဲ့တော့ စနေသားသမီးတွေဒီ9လပိုင်းဆိုတဲ့ကာလမှာယင်းဒီမြုံနံမှုနဲ့ပတ်သက်တာတွေအလောက်ကင်ခွင်လန်းနဲ့ပတ်သက်တဲ့နမိတ်ကိုကိုးစားပြုပါတယ်နော်အလောက်ကင်ခွင်လန်းတွေတိုးတက်လာမယ်ယင်းဒီမြုံနံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်ရဲရဲတင်းရဲရဲဝန်ဆောင်ရွက်တင်တယ်အဲ့တော့ယင်းဒီမြုံနံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်လာမယ်အဲ့တော့ယင်းဒီမြုံနံမှုကနေပြီးတော့ကိုယ်အကျိုးမြတ်တွေအကျိုးကျေးဇူးတွေခံစားလာမယ်ဆိုတဲ့ပုံဖြစ်ပါတယ် တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စုဆောင်မိခြင်းငွေကြေးကိုစီမံခန့်ခွဲခြင်းအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကြံကောင်းအညာကောင်းတွေရရှိခြင်းဆိုပုံဖြစ်ပါတယ်အဲ့တော့အချင်းငါကိစ္စတွေပေါ်ပေါက်လာတတ်တယ်အချင်းငါနဲ့ပတ်သက်တာတွေနော်ငွေကြေးနဲ့ငွေကြေးဆိုင်ရာကိစ္စတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကာလကြာရှည်ကိုကမရတော့ဘူးလို့ထင်ထားတယ်ကိုဆုံးမှုလို့ထင်ထားတဲ့ငွေကြီးရုတ်တရက်ပြန်ရလာတတ်တယ်အဲ့တော့ငွေကြီးကိုအကြောင်းပြုပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရတတ်တယ်အ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဥပမာသူများရဲ့ငွေကြေးတွေလည်းကိုယ်ရှိဘူးရုပ်တရက်ကိုယ်ကိုခဏလာအပ်ထားတာမျိုးတွေလာပေးတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အော်ဒီချိန်ကာလမှာကုံသွယ်ခြင်းလုပ်ငန်းတွေကုံပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေအထူးအဆင်ပြေအောင်မြင်မယ်အယောင်းဝယ်တွေအထူးကောင်းလာမယ်အမွေရတယ်လို့မျိုးထီပေါက်တယ်လို့မျိုးငွေတွေရုပ်တရက်ဝင်လာတတ်တယ်နော်အဲ့တော့ကိုယ်တူလောင်ထားတဲ့ပစ္စည်းတွေရနေပြီးတော့အမြတ်ဆုံးတွေရရှိတတ်တယ် ရွှေတဲ့ပစ္စည်းတွေနောက်တော့အဖိုးတန်ပစ္စည်းတွေဝင်လာတတ်တယ်เนาะအဲ့တော့ချမ်းသာကြွယ်ဝခြင်းเนาะရင်းနှီးမြုပ်နှံခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမှာအိမ်ပြင်ရတာအိမ်ဆောက်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်ဆိုင်ကအစ်စ်ဖွင့်တာမျိုးတွေလုပ်ငန်းတိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ်လုပ်ငန်းတိုးချဲ့ရတာမျိုးတွေရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီးတော့တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတတ်တယ် တော့နိုင်ငံခြားခီးကိစ္စတွေရဝေးခီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မယ်အယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်ဒီကဲ့ရဲ့အိပ်ပါတော့ငွေကြေးရင်းနှီးမြှုပ်နှံခြင်းငွေကြေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းမိမိလောက်ကင်ထားတဲ့အလောက်ကင်ရနေပြီးတော့ငွေကြေးတွေအကျိုးမြတ်တွေအကျိုးကျေးဇူးတွေခံစားရမယ်အမြတ်ဆုံးရရှိခြင်းနော်ရင်းနှီးမြှုပ်နှံခြင်း နော်ငွေကြေးနဲ့ပတ်သက်တဲ့စကားတွေပြောမယ်ဆိုရင်ဒီ9လပိုင်းထဲမှာအထူးအဆင်ပြေအောင်မြင်မယ်အဲ့တော့ငွေကြေးကိစ္စတွေအထူးကံကောင်းမဲ့နေ့ညံထဲမှာစနေသားသမီးတွေပါတယ်9လပိုင်းထဲမှာနော်အဲ့တော့ငွေကြေးကိစ္စတွေအရင်တော့ကိုမရဘူးမရတော့ဘူးထင်ထားတဲ့ငွေကြေးတွေဒီချိန်ကမျိုးမှာကိုယ့်လက်ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံ